ခုတင်ဆက်ပေးမယ့်သတင်းကတော့လူသားအုံနောက်ဆွဲများထည့်သွင်းထားတဲ့ကမ္ဘာပထမဆုံးကွန်ပျူတာဆရာအောင်မဲ့ဆွဲသတင်းမဖြစ်ပါတယ်။အသက်ရှင်နေစေလူသားတွေရဲ့အုံနောက်ဆဲတွေကိုထပ်သွင်းတိစောက်ထားတဲ့ကွန်ပျူတာကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့လို့သိရပါတယ်။ CL1 လို့အမည်ပေးထားတဲ့အဆိုပါကွန်ပျူတာကိုဩစတြေးလျဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Cortical လက်ခံနေခဲ့တာပဲဖြစ်ပါတယ်။ CL1 နဲ့မှအသုံးပြုထားတဲ့ silicon CPU တွေကိုဇီဝနည်းပညာကိုအညီနဲ့လူသားတွေရဲ့အုံနောက်ဆဲတွေကိုထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ဒီလိုတည်ဆောက်ထားတာကြောင့် CL1 ဟာ AI နဲ့ထပ်ပေါ်ပြီးဆော့မဲချက်ရှာမှတ်တဲ့အပိုင်းမှာပုံမကောင်းမွန်အောင်လုပ်ဆောင်နိုင်စွာရှိမှာဖြစ်ပါတယ်။ CL1 ကို AI ပေးဖို့အတွက်လိုအပ်တဲ့ကိုဒိနာတွေကိုပြင်ပပူချိန်နဲ့ကိုဒိနာတွေမှာအမှန်တကယ်လိုအပ်တဲ့အပူချိန်နိုင်ပေးနိုင်အောင်ချိန်ကြီးရဲ့နေရာမှာစမ်းသပ်ခဲ့ပြီး AI တွေထပ်ပိုကောင်းစောင့်နိုင်ခဲ့လို့တွေ့ရှိခဲ့ပါတယ်။ စီယောဝါမျိုးစားတွေကိုဒီနှစ်ထဲမှာဈေးကွက်တရောင်ချသွားမှာဖြစ်ပြီးတော့ရောင်စီကတစ်လုံးကိုအမေရိကန်ဒေါ်လာ3,500တောင်သတ်မှတ်ထားတယ်လို့သိရပါတယ်။ရောင်စီကကွန်ပျူတာတလုံးအတွက်မြန်မာလုံးနဲ့ဈေးနှုန်းဖြစ်ပေမဲ့လူတွေလို့စစဆုပ်ပြနိုင်တဲ့ဈေးရရှိတာကြောင့်ကျိုတေမောင်သူတွေလည်းရှိနေတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချမ်းဝါပေးပို့လာပါဗျ။